မရဏတတိဆိုတာဘာလို့သေဆုံးခြင်းကို အမှတ်ရတာမိမိရဲ့သေဆုံးခြင်းတခြားသောတရားတို့ရဲ့သေဆုံးခြင်းတော့သေဆုံးခြင်းကိုဆင်ခြင်းတာဟာကိုယ်တယောက်တည်းရဲ့သေဆုံးခြင်းကိုဆင်ခြင်းနေုံမျှနဲ့ပြီးဆုံးမှုတရှိတတဝအာလုံးတို့ရဲ့သေဆုံးရမယ်ဆိုတဲ့အမှန်တရားကိုဆင်ခြင်းမှပြီးဆုံးတာအကုန်လုံးဟာတရားမဲ့တရားတွေကြီးပဲတတဝတွေဟာ တတဝါတွေဖြစ်နေတာကောင်းသလားဆိုးသလားဆိုတာကိုတရားလိမ့်မယ်ဆိုတဲ့အချက်ကိုစဉ်းစားကြည့်ခြင်းအပြင်ကောင်းကောင်းသိနိုင်တယ်။တရားမဲ့ဘဝဟာကောင်းတယ်လို့ဘယ်လိုပြောနိုင်မလို့။နော်ဒီတလုံးလေးကိုသဘောပေါက်အောင်စဉ်းစားနော်။ဘာသူဘာကြီးပဲဖြစ်နေနေတရားမှာပဲလေ။ကျွတ်တော့တည်ခြင်းကိုနိနိကက်ကက်မမြင်냐လို့သာဘဝရဲ့တန်ဖိုးကိုလွယ်လွယ်မှာမှာရှိတယ်လို့မှတ်တင်နေတာ။ သင်ခြင်းကိုကောင်းကောင်းမွန်မွန်မြင်မယ်ဆိုရင်သိရမယ့်ဘဝဟာတန်ဖိုးမဲ့တယ်ဆိုတာကိုကောင်းကောင်းနားလည်နိုင်တယ်။ဥပမာဖုံဖုံပြောမယ်နော်။လူတွေရဲ့စိတ်ဟာဥပမာနဲ့ပြောလို့ရှိရင်ပိုပြီးတော့နားလည်လွယ်တယ်ဟုတ်လား။ဆိုကြပါစို့ကိုယ်မှာခက်ခဲရင်ရင်မွေးရလို့ကလေးလေးတယောက်မွေးလာတယ်ဆိုရပါစို့။အဲ့ဒီကလေးလေးဟာခုနှစ်ရက်နေရင်သေသွားမယ်ဆိုရပါစို့။အဲ့ဒီကလေးလေးကိုမွေးခြင်းစိတ်ရှိပါမလား။ခုနှစ်ရက်နေရင်သေပါ။ ဘာလို့မှတော့ဒုက္ခရောက်တာရှိတာပဲလေဟုတ်တယ်မဟုတ်လားအဲ့လိုပဲဘဝကလည်းခဏနေရင်ပြတ်မှာပဲလေဟောဒီသဘောလေးကိုဘုန်းဘုန်းတို့ဘာလို့ကြည်သိရင်တော့ရှင်းပြီးတော့ကြည်စေခြင်း ਨੇ ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကဒီမပြတ်သေးခင်မှာမပြတ်သေးတဲ့အရာကိုတံပိုးထားနေတယ်ဆိုတာကပျက်စီးသွားမဲ့အရာကိုထက်ထဲဝင်ဝင်သဘောမပေါက်သေးလို့ပျက်စီးသွားမဲ့အရာကိုပျက်စီးသွားမဲ့အရာကြီးပါလို့ထက်ထဲဝင်ဝင်သဘောပေါက်လို့ရှိရင် မပျက်စီးသေးခင်အနေအထားကိုပါဖုံးမလို့ဘာဖြစ်သွားနိုင်တော့သူ့ရဲ့တံပိုးမဲ့ပုံကိုနားလေသွားနိုင်တယ်။ဒါကြောင့်တေခြင်းတရားကိုစဉ်းစားလို့ရှိရင်အပမတ်ထာတရာဟောတာလဘတိအနဘိတတိဇီဝေနိကန္တိဇဟတိပါပန်သောကရေဟိဘဝေအဲ့ဒီမှာပါပါတော့ဇီဝေနိကန္တိဇဟတိရှင်သန်ခြင်းရဲ့ပုံမှာမမောမှုနေသွားတယ်။ဟုတ်တေခြင်းကိုစဉ်းစားတာနဲ့ရှင်သန်ခြင်းရဲ့ပုံမှာတံပိုးထားတာဘာဖြစ်သွားတော့ရော့သွားတယ်။ဒါလေးကိုမြင်စေချင်တာတော့ သိရင်ကိုစဉ်းစားရင်ရှင်သန်ခြင်းရဲ့တန်ဖိုးဟာနည်းသွားတယ်လို့စိတ်ထဲမှာမြင်တယ်။ဒါကြောင့်သူပစ္စည်းတစ်ခုဝယ်လာတယ်။ပုံလေးတစ်လုံးဝယ်လာတယ်။မင်းအိမ်ရောက်တာနဲ့ဒီပစ္စည်းပြက်မယ်ဆိုရင်ဘာလို့အောင်တို့ရှုအလုရှုခံပြီးတော့ဝယ်လာနိုင်မတော့။သဘောပေါက်လား။တို့ဒီဖုန်းရဲ့တန်ဖိုးမရှိပါဘူးဆိုတာကိုဘာကိုမြင်လို့ဖုန်းမလို့သိသွားတာတော့ဟာအိမ်ရောက်ရင်ပြက်မှာဆိုတာကိုမြင်လို့အဲ့လိုနားလေသွားတာဟုတ်တယ်မဟုတ်လား ်အဲ့တော့ဘုန်းတို့တန်ဖိုးထားနေတယ်ဆိုတာဒီတိုင်းဒီတိုင်းလေးအမြဲတမ်းရှိနေနိ်မ်ဆ်မှုကြောင်တ်ဖုရှိ်လု့ထင်နေကာဟု်လားတ်ချိန်ကျရင်တေချာဘေ်သာမဲ့အရာဆိုာကိုတကယ်ပိုင်ပိုင်နိုင်နိုင်ထိတိမိမိသိမယ်ဆိုလို့ရှိရင်မပျက်စီးသေးခင်အနေအထားကိုပါဘုန်းတို့ကဖြစ်သွားနိုင်လို့တန်ဖိုးထားတဲ့စိတ်နေရသွားမယ်ဒါကိုပြောတာဟုတ်လားဒီမှာတော့မြတ်စွာဘုရားတော့မြင်တော်မူတဲ့အတွက်ကြောင့်အေးတေခြင်းတရားကိုသာစဉ်းစားမယ်ဆိုရင် ဘဝရဲ့ပုံမှာညင်းငွေတဲ့စိတ်ကိုတေချာဘောဖြစ်မယ်။ဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းတဲ့သဘောနဲ့တေချာဘောဖြစ်မယ်။ဘဝဒုက္ခတွေလုံးဝချုပ်ငိမ့်သွားမယ်။သူတို့သုံးတွဲကိုတေတေချာချာမှတ်တော့သူတို့ကလည်းအကြောင်းအကျိုးသဘောလေးနဲ့သွားတာ။ညင်းငွေပြီးဆိုလို့ရှိရင်ဆွဲမဲ့မှုကင်းတာပဲဆွဲမဲ့မှုကင်းလို့ရှိရင်ဒုက္ခတွေငိမ့်သွားတာပဲ။ဧကန္တနေပိဒါယဝိဒါဂါယနိရောဓါယသူတို့ကသူတို့သုံးခုကတတွဲရဲ့နော်။တေချာမှတ်နော်။ဟုတ်လား။နောက်လေးခုကပါတော့တတွဲ။ ဥပသမယဗိညာယသမောဓာယနိဗ္ဗာန်ယသဝတ္တန္တိဥပသမယနှလုံးစိမ်ဝန်ငြိမ်းအေးတယ်ဒါဆိုလို့ရှိရင်တမာရီရှိပြီးတော့ဒီလိုပါပါတော့နေဆာဒုက္ခအနတ္တကိုသိမယ်ဥပသမယအဗိညာယနေဆာဒုက္ခအနတ္တကိုသိမှများလာရင်သမောဓာယတစ္ဆာလေးပါးကိုထုတ်ထွင်းသိမယ်အဲ့ဒါဆိုရင်နိဗ္ဗာန်ယသဝတ္တန္တိဟောဆက်ဆက်မိဖို့လိုတယ်နော်တရားကိုအဲ့လိုထဲထဲဝင်ဝင်လေးနားလည်အောင်နားထောင်ဟုတ်လားအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုသိခြင်းကိုစဉ်းစားခြင်းအဖြစ် ရနိုင်တယ်။ဘဲထီပြောထားတာမြတ်စွာဘုရား။နိဗ္ဗာန်ရမယ်လို့တောင်ပြောထားတာ။ဒါကြောင့်ဒီတေခြင်းကိုဘုံဘုံတို့တွေဟာရှုတော့မျိုးစုံကနေကောင်းကောင်းနားလေအောင်ဘာလို့ရမလို့ကြည့်တဲ့ရမယ်။နော်။ပစ္စည်းတစ်ခုအရာဝတ္ထုတစ်ခုကိုဘုံဘုံတို့မြင်တဲ့နေရာမှာ ရှုတော့မျိုးစုံကမြင်မှသူ့ကိုပြည့်ပြည့်စုံစုံမြင်တယ်လို့ဆိုနိုင်တာ။ဘေးတစ်ဖက်တည်းကကြည့်ပြီးတော့မြင်တာနဲ့ဒီအမြင်ကိုပြည့်စုံသွားပြီလုံးဝမှန်သွားပြီလို့ဆိုနိုင်သလား။ နားလည်မလားမသိဘူးဘုံဘုံပြောတာအေးအဲ့လို့ဆိုရင်တည်ခြင်းတရားကိုဘုံဘုံတို့ပြည့်ပြည့်စုံစုံဘယ်လိုစဉ်းစားဆင်ခြင်ကြမှာတော့နောက်ဘုံဘုံတို့ဝိသုဒ္ဓိမဲ့အတ္တကရာထဲမှာနောက်တည်ခြင်းတရားကိုစဉ်းစားဆင်ခြင်ပုံတွေနဲ့ပတ်သက်ပြီးတော့ပြောထားတာတွေတဲကနောက်အကြောင်းအရာလေးတစ်ခုအဲ့ဒါကဘုံဘုံတို့တည်ခြင်းတရားကိုစဉ်းစားတဲ့နေရာမှာနောက်အသိဉာဏ်ပြည့်စုံဖို့အတွက်များစွာအထောက်အကူပြုမယ်လို့ဘုံဘုံထင်တယ်နော်ဘယ်လိုစဉ်းစားဖို့သင်ပေးတယ်ဆိုတော့ ဇီဝိတံဖြာတိကာလောဇဒေဟနိခေပနံဂတိတတဝါရရဲ့မတိနိုင်မှုကြီး၅မျိုးကြိုတင်ပြီးတော့မတိနိုင်မှုကြီး၅မျိုးတည်ရင်ကိုစဉ်းစားတဲ့အခါမှာအဲ့ဒီ၅မျိုး ਨੇ ကင်ပြီးတော့စဉ်းစားကြည့်တဲ့နော်ဇီဝိတံဖြာတိကာလောဇဒေဟနိခေပနံဂတိဟုတ်လားဇီဝိတဆိုတာအသက် ငါရဲ့အသက်ဘယ်လောက်မှငါတည်ရမယ်ဆိုတာကိုဘယ်သူမှမသိနိုင်ဘူးတဲ့ဟုတ်လားအသက်အရွယ်အမျိုးမျိုးမှာတည်နိုင်တဲ့အနေအထားကြီးပဲဒါပေမဲ့ဘုန်းတော်ကနည်းနည်းလေးငယ်သေးတယ်အရွယ်လက်လေးတွေအဲအရွယ်ငယ်လေးတွေဆိုရင်ကိုကိုကိုတည်မယ်လို့ဘယ်သူမှအထင်ဘူးတည်နိုင်ကုန်သွားကြည့်လိုက်တချို့အုပ်ကူတွေမှာအသက်ဘယ်လောက်လို့ရေးထားဟောပတင်းသားတွေလည်းကြည့်လိုက်အသက်အရွယ်အမျိုးမျိုးကို့အရွယ်တွေတည်နေကြတာလေအရွယ်တိုင်းမှမရှိဘူးလား ရှိတယ်နော်ဇီဝိတံအသက်အရွယ်တိုင်းမှာတတ္တဝါတွေဟာသိနိုင်တယ်ငါလည်းသိနိုင်တယ်သိခြင်းတရားကိုမြင်ဖို့အတွက်ချင့်ကပ်ကြည့်တဲ့ရှုထောင့်လေးတစ်မျိုးကိုနော်ဇီဝိတံပြီးတော့ဘာလို့ဖြာတိဖြာတိဆိုတာဘာပြောတာလဲယောဂဘလို့နာယောဂနဲ့သိရမယ်ဆိုတာတတ္တဝါတွေမသိနိုင်ဘူးတစ်ခုခုဖြစ် ပြီးတော့တော့သိရလိမ့်မယ် အသေးဖြစ်မလားအဆုတ်ဖြစ်မလားဥမာဖြစ်မလားအုံနောက်မှာဖြစ်မလားပွေးမှာဖြစ်မလားဘာမှာဖြစ်မလဲဆိုတာတော့ဘုံဘုံတို့မသိနိုင်ဘူးဖြစ်နိုင်ခြေကတော့အလုံးမှာရှိနေတာပဲယောဂီတို့ညတိုင်းဆိုနေကြတာလေရှင်တန်ဖို့ရအချိန်မှယုံကံအတွင်းမှာဘယ်သူတွေတော့ကလီစာတွေကအတွင်းမှာယုံကံနေတယ်အလုံးလုံးနေကြတယ်ဘာအတွက်လုံးလုံးနေတာတော့ရှင်ဖို့ပေါ့နော်ရှင်တန်ဖို့ရအချိန်မှယုံကံအတွင်းမှာ တခုပြက်သုံးကြံအာလုံးပြီးဆုံးအနိစ္စအသေးပြက်သွားပြီဆိုရင်အစုံလည်းကောင်းတယ်နှလုံးလည်းကောင်းတယ်ဥလည်းကောင်းတယ်အကုံကောင်းတယ်ဒါပေမဲ့အသေးလေးတခုမကောင်းတာနဲ့ကြံတဲ့ကောင်းပါတယ်ဆိုတဲ့အရာတွေပါမဖြစ်သွားတော့ပျက်စီးရမယ်ဟုတ်လားဘယ်လိုနာယောဂနဲ့သိရမယ်ဆိုတာဘုန်းဘုန်းတို့မသိနိုင်ဘူးလက်တွေ့ကြကြကိုကိုကိုသေးသေးချာချာညံတဲ့စူးဆိုင်ကြည့်ပြီးတော့ဆင်ခြင်ကြည့်တဲ့နဲ့ငါအုံနောက်ပြက်သွားနိုင်တယ်ငါရဲ့ တကူလုံးမှလက်ပတ်နေတဲ့သွေးဟာဖောက်ပြန်သွားနိုင်လေသူကင်စာလိုမျိုးဖြစ်သွားမှာရှင်ဒါတေချာပေါက်ကုစရာနီလန်မရှိဘူးဟုတ်လားအဲ့ဒါလိုပဲအတွင်းမှာရှိတဲ့ကလီစာတိုင်းကလီစာတိုင်းဘာဖြစ်သွားနိုင်တော့ဖောက်ပြန်ပြောင်းလဲပြီးတော့အနာဇိုးတစ်ခုခုပေါက်လိုက်မယ်ရှင်ဒါဘာဖြစ်သွားပြီတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေဘာလုပ်မယ်ဘာလုပ်မယ်ဆိုတာတွေအကုန်လုံးပြင်ရတော့မယ်နော်အချိန်မီ၍အဲ့ဒီအနေထားဘာလုပ်လာနိုင်တော့ရောက်လာနိုင်လေဇီဝိတံဖြာတိ ပြီးတော့ပါတော့ကာလာတယ်ဘယ်ချိန်ကာလာမှာတည်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးကံအရှိန်ကုန်တဲ့အချိန်မှာဒီရှင်သန်မှုနဲ့လေပတ်နေတဲ့ဒီဆက်ဟာရက်လိုက်မယ်မနက်ခင်းမှာအရှိန်ကုန်သွားရင်မနက်ခင်းရက်မှာပဲဘုနာမှာတထိုင်းတိုင်းနှုတ်ထားတဲ့အင်ဂျင်ဆက်စီကုန်မီဟေ့ဆိုတာနဲ့ဘယ်သူမျက်နှာမှမထောက်ဘူးစီကုန်တဲ့အချိန်တန့်ရမှာဟုတ်တယ်မဟုတ်လားဟာသူတို့ရေးတင်းနေတာရေးကမလောက်သေးဘူးငါဆက်လဲဦးမယ်လို့သူ့မှာအဲ့လိုမျိုး ရွေးချယ်နိုင်ခွင့်ရှိသလားရှိကုံတဲ့ချိန်မှာရပါတော့အဲ့လိုကျွတ်တို့ရဲ့ဒီရှင်သန်မှုနဲ့လဲပတ်နေတဲ့ဒီဆက်ဝန်းဟာလည်းပဲကံအရှိန်ကုံတဲ့ချိန်မှာဘာဖြစ်မှာတော့ရမှာမနဲ့တို့နေ့တို့ညတို့သူ့မှာရွေးချယ်နေတာအရှိဦးအိရင်အရှိန်ကုံရင်အိရင်ရပဲထမင်းစားရင်အရှိန်ကုံရင်ထမင်းစားရင်ရမယ်စကားပြောရင်အရှိန်ကုံသွားရင်စကားပြောရင်နဲ့ကိုပဲရက်သွားမယ်ကာလအဲ့လိုစဉ်းစားရမှာနော် ဇီဝိတံဖြာတိကာလောစပြီးတော့ဘာလို့ဒေဟနိခေပနဒေဟနိခေပနဆိုတာသိပြီးတဲ့နောက်မှာကိုယ့်ရဲ့ဒီအလောင်းကောင်ဒီယုတ်ကလပ်ကိုဘယ်နာလေးကိုမြုပ်နိုင်ရမယ်ဘယ်နာလေးပြင့်မယ်ဘယ်နာလေးတကြုံမယ်လို့ကျွတ်တူမသိနိုင်ဘူးဆိုလိုတာကဘယ်နေရာသေရမယ်ဆိုတာမသိနိုင်ဘူးဆိုတော့အဓိကပြောရင်တာသေတဲ့နေရာမှာပဲဘုံဘုံတို့ဘာလို့ကြာမှာတော့မြုပ်နိုင်ကြတချို့ကြတော့လည်းပြန်သေကြတာတွေလည်းရှိတယ်ပေါ့ဟုတ်လားမိပဲချုပ်ခံရပါလား မရည်သေးပဲအမြုပ်ခံရမလားမြည်ကြီးသေးပဲအမြုပ်ခံရမလားအဲ့ဒီအနေအထားကဘယ်နာလေးမှဖြစ်ပါလဲဆိုတာဘယ်သူသိနိုင်မှာတော့ဇီဝိတံပြာတိကာလောစဒေဟနိခေပနံဂတိတဲ့ဂတိဆိုတာကတော့တီးပြီးတဲ့နောက်မှာနော်လာရရောက်ရငါးမျိုးရှိတဲ့အ ਨੇ ကဘယ်နေရာကိုရောက်သွားမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးတဲ့ပုထုသင်တရားတွေရဲ့နော်တေခြင်းတရားဟာနော်အလွန်ဆိုးွားတဲ့အပြောင်းအလဲကြီးလည်းဖြစ်နေတယ်အလွန်ကောင်းမွန်တဲ့အပြောင်းအလဲလည်း ဖြစ်နိုင်တယ်ဟုတ်လားဒါကိုဝိနိပါတိကဘယံပရာကြတဲ့ဘေးလို့ခေါ်တယ်တေဂာနီးစိတ်ကလေးကိုဘလို့ဖြစ်စီမယ်လို့ကျွတ်တို့မှာပိုင်နိုင်တဲ့သဘောမရှိတဲ့အတွက်ကြောင့်သိပြီးတဲ့နောက်ဘယ်ဘဝရောက်မယ်ဆိုတော့ဘုံတို့မှန်းဆလို့မရအောင်အရိယာပုဂ္ဂိုလ်တွေကြတော့တေဂာနီးဟာကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်အမှန်သိတဲ့စိတ်နဲ့ပဲသိမယ်ဆိုတာကိုသူတို့တတ်နိုင်တဲ့အတွက်ကြောင့်သူတို့ရဲ့နောက်ဘဝဟာဘာမှစိတ်ပူစရာအကြောင်းမရှိဘူးကျွတ်တို့ရဲ့နောက်ဘဝစိတ်ပူရတယ်ဆိုတာတေဂာနီးစိတ်အနေထားလေးကိုဘုံတို့ ကောင်းအောင်လုပ်နိုင်စွမ်းရှိပါတယ်လို့ကံတိကံမမပြောနိုင်သေးလို့ကောင်းရင်လည်းကောင်းပဲဆိုရင်လည်းဆိုမယ်ကောင်းရင်ကောင်းတဲ့နေရာရောက်မယ်ဆိုရင်ဆိုတဲ့နေရာရောက်မယ်ငါစိတ်ကိုဆိုးတာမဖြစ်စေရဘူးကောင်းကိုကောင်းစေရမယ်ဟေးလို့စိတ်အပေါ်မှာလွှမ်းမိုးနိုင်မှုချုပ်ကန်နိုင်မှုပိုင်နိုင်နိုင်မှုကျွတ်တို့မှာမရှိသေးဘူးကျွတ်တို့စိတ်ကစိတ်တို့စရာတွေ့ရှုနေတူတာပဲလေမမောစရာတွေ့တာနဲ့တခါလည်းတန်းပြီးတော့မမောတာပဲတော့ဒီကနေ့အနေထားလေးကတော့ဘာဖြစ်ဖို့ပဲများနေတော့စိတ်တို့ဘုပဲများနေနော် ေကနေနေတာစိတ်ကိုကြည်လင်ဖို့ငြိမ်အေးဖို့เนาะဟိုကောင်းမွန်တဲ့အာယုန်တွေပေးနေတဲ့အနေထားတခု မဟုတ်ဘူးเนาะအလုံးပြည့်စည်တော်မဲ့အနေထားကြီးကအများကြီးကိုကြွတင်ပြီးတော့ရင့်ကျက်အောင်စဉ်းစားဆင်ခြင်ထားနိုင်ပါမှတော်ကလောက်ကြမယ်ပေါ့နော်တော့ကျွတ်တို့တေကနေမှာဘလို့စိတ်နဲ့တေမယ်ဆိုတော့မပိုင်နိုင်ကြသေးဘူးဘလို့ပဲကျွတ်တို့ထားလိုက်ရအောင်ဆိုတော့ကမ္မတကပေါ့ကွာဟာဘာလဲတော့ကမ္မတကပေါ့ကွာဆိုတော့ ငါသဘောမဟုတ်ဘူးသူ့သဘောပေါ့ဟုတ်လားဟုတ်တယ်သိချင်းကပဲ तू လိုချင်တယ်လို့လှုပ်သွားတာ तू လှုပ်ချင်တယ်လို့လှုပ်သွားတာနော်ကိုလှုပ်ချင်တယ်လို့လှုပ်တာမဟုတ်ဘူးသိချင်းကကိုဘဝကို तू လှုပ်ချင်တယ်လို့လှုပ်သွားတာဒါလေးကိုလည်းကျွတ်တို့မြင်ဖို့လိုတယ်ဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့ဘုန်းတို့အဲဓမ္မပဒပါဠိတော်မှာဂါထာလေးတစ်ပုဒ်ရှိတယ် ဥပ္ပါနိဟေဝပစိဏန္တံဗျာတတ္တမာနတန္တရအတိတ်ထင်ကြီးဝကာမေတုအန္တကောကုရုတေဝတံအဲ့ဒီတမအန္တကောကုရုတေဝတံဒီစကားလေးသေမင်းယုတ်ကသူ့အလိုတိုင်းပြုသွား၏တဲ့ဘယ်သူ့ကိုပြုတာလဲဆိုတော့တရားဝါတွေကိုပြုတာကျွတ်တို့ဘဝလေးကကျွတ်တို့စိတ်တိုင်းကြလှုပ်ချင်တိုင်းလှုပ်လို့မရဘူးသေမင်းကပဲသူ့စိတ်တိုင်းကြသူ့လှုပ်ချင်တိုင်းလှုပ်သွားတာဒါကိုပြောတာနော်အန္တကောကုရုတေဝတံသေမင်းယုတ်ဟာ သူလှုပ်ချင်တယ်လို့လှုပ်သွားတယ်သူကသူ့အလိုတိုင်းလှုပ်သွားတယ်ဝတ္တန်ဆိုသူ့အလိုအန္တကောကုရုတေဝတ္တန်သူ့အလိုတိုင်းလှုပ်သွားတယ်သူ့အလိုကြလှုပ်သွားတယ်ဒီကထာလေးကတော်တော်ကောင်းတယ်နော်ဆက်ပြီးတော့ပြောလိုက်အောင်မယ်ဟုတ်လားတတ္တဝါတွေရဲ့တေခြင်းတရားနဲ့ပတ်သက်ပြီးတော့သူကလည်းပြောပြောဖို့အလွန်ကောင်းတဲ့ဆက်ဆက်မှုရှိတဲ့ကထာလေးတစ်ခုပါပဲပုဗ္ဗာနိဟေဝပစိနန္တံဟိုပန်းဥယင်ကြီးတဲဟော ပန်းခုတဲ့လူကသူ့စိတ်ထဲမှာကောင်းလို့ရရာသူကြိုက်တာလေးတွေကိုရွေးချယ်ပြီးတော့ခုနေတယ်လို့မျိုးတတ္တဝါတွေကကိုကြိုက်တဲ့အာရုံကိုကိုကောင်းတယ်ထင်တဲ့အာရုံကိုရှာရင်းနဲ့နေနေကြတာတဲ့အာဒါကိုစာကဘယ်လိုလေးပြောလဲကာမဂုံပန်းကိုကြိုက်တယ်လို့ခုနေကြတယ်ဆိုလိုတာကကိုကြိုက်ရာကိုနှစ်သက်ရာအာရုံကိုရှာရင်းနဲ့ပဲကျွတ်တို့ဘာလို့နေကြတာတော့အချင်းကုန်းနေကြတာအဲ့ဒါကိုမြတ်စွာဘုရားဥမာလေးပေးတာပုပ္ပာနိဟေဝပစိဏန္တ ပန်းဥယျာဉ်ကြီးထဲမှာပန်းခုနေတဲ့လူလိုကိုကြရအာယုံကိုရှုခုပြီးတော့နေနေကြတဲ့တရဝါလေးဒကာမတို့ဘုံဘုံတို့ပြောနေတာနော်ဥပ္ပါနိဟေဝပစိဏ္ဍံဗျာတတ္တမာနတဏ္ဍံဗျာတတ္တမာနတံဆိုတာအလွန်ကန့်ညိတဲ့စိတ်ရှိတာကိုပြောတာရာပြီးသားကိုတွေ့တာမရသေးတာကိုတောင့်တဟောစိတ်ခါဒီလိုသွားတာနော်မရသေးတာကိုတောင့်တရတယ်ရာပြီးသားကိုကြတော့အတင်းဖက်တွေ့တာရယ် ကတ်နေတယ်ညှိနေတယ်ဒီနှမျိုးနဲ့ပဲဘုန်းဘုန်းတို့ရဲ့စိတ်ကလေးကနေနေကြတာပါဥပ္ပနိဟဝပစိဏန္တဗျာတတ္တမနတနရအတိတ်ထင်ညီဝကာမေတုကာမမှာမယောင်ရဲမိသားလျင်ပို့ပြီးတော့ရှင်းအောင်ပြောရင်ဘဝမှာ နေလို့အားမရသေးခင်မှာပဲအန္တကောကုရုတေဝတံတေမင်းမိုက်ဟာတေမင်းရုပ်ဟာသူ့အလိုတိုင်းပြုတ်သွားတယ်တဲ့ဟာသူလိုတာက ျတို့ဘဝမှာตายလို့မဆုံးသေးခင်နေလို့အားမရသေးခင်မှာပဲတည်ခြင်းတရားကြီးကကျွတို့ဘဝကိုသူလှုပ်ချင်တယ်လို့လှုပ်သွားတယ်ဟုတ်တယ်တချို့ငငယ်ရယ်ပဲနဲ့တည်သွားတာနော်တချို့ဘာတွေလှုပ်မယ်ညာတွေလှုပ်မယ်လုပ်ငန်းတွေတန်းလာမလီစိတ်ကူးရင်ဇလန်းတွေမှာအများကြီးကြိုပြီးဘာလုပ်တာတော့ခင်းတာတယ်ဇလန်းတွေသာခင်းတာကလည်းရလားမကလည်းရဘူးနော်ဘာလို့တံဝေကရတဲ့အကောင်တော့ဒီကထာလေးဟောနော်မြတ်စွာဘုရား